ဲ့မင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးရမယ့်အကြောင်းအရာလေးကတော့ဒီ IBM ပေါ့နော် Integrated Pest Management လို့ခေါ်ပါတယ်ဒီ IBM ဆိုတာတော့ကျွန်တော်တို့ Cannabis အပင်ပေါ်ကိုကြာရောက်ပြီးတော့ကျွန်တော်ဒီဖြက်စီးစားတော့တဲ့ပုံမှန်အန်တွေကိုကျွန်တော်ဓာတုပိုသက်စီအသုံးပြုမှုအနည်းဆုံးဖြစ်အောင်စေးတန်ခံနိုင်ရင်မတိုးလောက်ကျွန်တော်စနစ်တကျအနေထိထိရရောက်ပေါ့နော်ကြိုတင်ကာကွယ်ပြီးတော့ပတ်ဝန်းကျင် KS နဲ့မပြတ်စီအောင်ထိမ့်သိမ့်ပြီးတော့ပိုသက်ခြင်းပဲဖြစ်ပါတယ်ကာကွယ်ခြင်းဒီ ုတကျင်တဲ့ပူထိရောက်တယ်ဆိုတဲ့စကားအတိုင်းကျွန်တော်တို့အပင်လေးတွေကိုပုံမမကြရအောင်နီလန်မျိုးမျိုးနဲ့ကြိုတင်ကာကွယ်ရမှာဖြစ်ပြီးဓာတုပူသက်စီအသုံးပြုမှုကိုလည်းတတ်နိုင်စမြာလျှော့ချထားပါမယ်။ပထမအဆင့်အနေနဲ့ကျွန်တော်တို့ရွေးချယ်စိုက်ပျိုးမယ်မျိုးရည်နေပြီးပုံမတန်ခံနိုင်တဲ့မျိုးတွေဖြစ်ရမယ်။အဲဒုတိယအဆင့်အနေနဲ့ကတော့ကျွန်တော်စိုက်ပျိုးနေတဲ့ကာလအတွင်းမှာဒီဓာတီလိုက်ကြောက်ရောက်လာမယ်ပုံမတွေကိုကျွန်တော်စစ်ဆေးပြီးတော့အမျိုးအစားဖယ်ချတိရပါမယ်။ ဒီလိုမျိုးကျွန်တော်အစဉ်အမြဲစစ်ဆေးနေမှာဒီကြားရောက်လာမဲ့ပုံမွားတွေကိုမထိန်းသိမ်းနိုင်တဲ့အခြေအနေတွေမရောက်အောင်ကြိုတင်ကာကွယ်လို့ရမှာဖြစ်ပါတယ်။ဒီပုံမွားမျိုးသားတွေကိုတရားခွဲခြားစစ်ဆေးပြီးတင့်လျော်တဲ့ခင်းချုပ်ကိုတက်နည်းတွေကိုကျွန်တော်ရွေးချယ်ပြီးအပင်မော်ကိုကြားရောက်မဲ့ပုံမွားအန္တရာယ်ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ပုံမွားအန္တရာယ်ကိုခင်းချုပ်ကာကွယ်ရမယ့်နည်းလမ်းတွေအလဲအမျိုးမျိုးရှိတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့အပင်လေးတွေစိုက်ပျိုးထားတဲ့ area ပတ်ဝန်းကျင်ကို ဘိုးမွားရေရှင်တန်မပေါက်ပါနိုင်အောင်တန်ရှင်းသက်ရက်တဲ့ပတ်ဝန်းကျင်တစ်ခုအဖြစ်ခံတီးရပါမယ်ဘိုးမွားတွေကဒီနေရာဒေသအလိုက်ဓာတိရုလိုက်အမျိုးအစားမတူပဲရှင်တန်ပေါက်ပါတာကြောင့်ကျွန်တော်တို့ပတ်ဝန်းကျင်မှာကြားရောက်မယ်ဘိုးမွားမျိုးစားတွေကိုစောင့်ကြည့်ပြီးတော့ကျွန်တော်တို့မှတ်တမ်းတင်ထားရမယ် record လုပ်ထားရမယ်နောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်ဘိုးမွားတွေကြားရောက်လာပြီဆိုရင်ဓာတုကိုသက်စေမတုံးရင်ကျွန်တော်တို့စိုက်ပျိုးထားတဲ့ outdoor area green house indoor ဒီစားတဲ့ growing area အတွင်းမှာကျွန်တော်တို့ဒီ fly trap တွေ ်ဒါမှမဟုတ် net တကာရင်တက်စင်တာရင်ဒါမှမဟုတ်လက်နဲ့ဖိချလို့ရရဲ့နေမှာဆိုကျွန်တော်လက်နဲ့ဖိချပြီးတော့ဒီပိုးမွားတွေကိုကာကွယ်ပေးလို့ရပါတယ်ပြီးတော့ပိုးမွားတွေကိုအဓိကစားသုံးတဲ့အပင်ကိုမထိခိုက်စေတဲ့ဒီသဘာဝအင်ဆက်လေးတွေရှိရပါတော့ဒီလိုအင်ဆက်လေးတွေကိုကျွန်တော်တို့ growing area တစ်ဝိုက်မှာဝေမျှူပေးခြင်းနဲ့ဖြင့်လည်းကာကွယ်လို့ရတယ်ပိုးမွားတွေဒီ lady bird လေးတွေပေါ့နော်ဒီကောင်လေးတွေကကျွန်တော်တူးထက်သေးတဲ့ပိုးမွားလေးတွေကိုစားတယ်ဒါအပင်တွေတော့မထိခိုက်ဘူးပေါ့နော်ဒီလိုကောင်လေးတွေမွေးပြီးတော့လည်းကာကွယ်လို့ရတယ် နောက်တစ်ဆင့်အနေနဲ့ကျွန်တော်ဘိုးတွေကြလာပြီဆိုရင်ကျွန်တော်ဘိုးမျိုးစားအရေးအတွက်ပေါ်မူတည်ပြီးတော့စီဖြန့်မယ်အချိန်အရေးအတွက်ထိရောက်မယ်အချိန်တို့ပြင်ကျွန်တော်တက်နိုင်လများပေါ့နော်တဘာဝ organic ဘိုးသက်စီတွေကိုစနစ်တကျရွေးချယ်အသုံးပြုတင်တယ်နောက်ဆုံးအနေနဲ့ကကျွန်တော်ဓာတုဘိုးသက်စီကိုဖြစ်မနေအသုံးပြုဖို့လိုအပ်လာရဆိုရင်တော့ဒီတက်နိုင်လများအပင်ကိုဖြည့်ဆည်းမယ်ပိုးမွှားအပေါ်ကိုပဲကျွန်တော်တိတိကျကျ ဈေးဖြန့်ရမှာဖြစ်ပြီးရောဒီတခြားပေါ့နော်ပတ်ဝန်းကျင်ဒီကစနစ်ကိုပြည့်စည်စေမယ့်အင်းဆက်နဲ့ဒီတဘာဝပတ်ဝန်းကျင် မထိခိုက်အောင်ရှောင်ကျင်ပြီးရောပိုးသက်ဈေးဖြန့်ခြင်းကိုစင်ကျင်ပြီးရောစနစ်တကျပြုလုပ်ရမှာပဲဓာတုပိုးသက်ဈေးအမျိုးအစားတစ်မျိုးတည်းကိုမသုံးမယ်မျိုးစားမတူတာပဲလက်သုံးမိမှာကျွန်တော်ဒီစေးတံခန္ဓာကြီးမတူလာမှာဖြစ်တယ်အခုလိုမျိုးကျွန်တော်စနစ်တကျအစင်းစင်ကို ိုကာကွယ်ပိုသက်ခြင်းဖြစ်တဲ့ဒီ IPN နီးလန်းတွေကိုအသုံးပြုမှသာကျွန်တော်စိုက်ပျိုးတဲ့သူတောက်တုံးတဲ့သူနဲ့သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တဲ့ဓာတ်ရုပ်ပိုသက်စေအသုံးပြုခြင်းကိုဒီရှော့ချနိုင်မှာဖြစ်ပြီးတော့ပိုမွားကင်းစင်တဲ့ဇိမ်းလန်းဆိုပြည်ရဲ့ growing area ဒီကျန်းမာရေးနဲ့ညီညွတ်တဲ့ medical grade flower တွေကိုစိုက်ပျိုးတဲ့သူတွေအနေနဲ့ဖန်တီးနိုင်မှာဖြစ်ပါတယ်ဗျာ။